ငလျင်မှာဆုံးပါသွားပြီးမကျွမလို့ဖြစ်နေသူရဲ့ဆန္ဒကိုအတတ်နိုင်ဆုံးဖြည့်ဆည်းပေးခဲ့တဲ့အစောရဖြိုးမြတ်အောင်ပရိသတ်များလုံးမင်္ဂလာပေါင်းမာရပန်ဖေ့ချ်ကနေကြိုဆိုလိုက်ပါတယ် ပြီးခဲ့တဲ့မလ28ရက်နေ့ကတော့မြန်မာတနိုင်ငံလုံးအိမ်မက်စိုးကြီးတစ်ခုနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။နေတတူကပုံမှန်သွားလာလောက်ကန်စားတောက်နေရင်ကနေအင်အားဖြည့်ငလျင်ကြီးတစ်ခုကြောင့်မိနစ်ပိုင်းတွင်လူပေါင်းများစွာအသက်ဆုံးရှုံးခဲ့ကြရတာပါ။တနိုင်သမျှကဲဆဲပေးခဲ့ကြပေမဲ့လူအများစုကတော့အသက်သေးဆုံးသွားခဲ့ကြပြီးလူတချို့ကဆိုရင်ရုတ်တရက်စနဲ့အချင်းလေးကြီးကြောင့်ကိုကိုကိုကွဲလွန်သွားမယ်အောင်မသိကြတဲ့အဖြစ်ဆိုးကြီးတွေနဲ့ရင်ဆိုင်ခဲ့ရတာပါကဲဆဲရင်းရင်းလုံးဆောင်နေတဲ့အချိန်မှာတေမန်းမသိပဲရှီလာမင်းရင်ပြန်ဖြေကြတာတွေ့တော့ရှိခဲ့ပြီး ခြားသောနေတွေနဲ့လည်းသူတို့ရှိနေမှချက်ပြခဲ့ကြတာတွေရှိပါတယ်။ဒါပေမဲ့တကယ်သွားကြည့်တဲ့အခါမှာတော့အတန်ပေးပြန်ဖြေကြသူတွေကအသက်ရှင်ကျန်ရစ်သူတွေမဟုတ်တော့တာကိုဝန်내ဖွဲ့တွေ့မြင်ခဲ့ရတာပေါ့။ဒီဖြစ်တွေကတလားလောက်တောင်ကြာခဲ့ပြီဖြစ်ပေမယ့်တချို့နေရာတွေမှာတော့ခုထက်ထီတောင်မချွတ်မလွတ်ဖြစ်နေတာတွေရှိနေသေးတာပေါ့။ Brighter Gaze ရေးရေလှောက်ဆောင်ကြတဲ့အထက်မှာဆိုတော့ဖြုံးမြအောင်ကလည်းအပဝင်ဖြစ်ပြီးအခုလိုမချွတ်မလွတ်ကြတဲ့ Brand Log သားတွေကိုလည်းဖြုံးမြအောင်ကကိုယ်တိုင်ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဖြိုမြောင်ဟာကယ်ဆယ်ကာလအတွင်းကြုံတွေ့ခဲ့ရတာတွေထဲကအဲအသင်းဖွဲ့ဖြစ်ရတစ်ခုကိုပရိသတ်တွေသိအောင်ဖော်ထုတ်ပြောပြလာခဲ့တာပါဖြိုမြောင်ကဘရိုက်တာတွေလှုပ်ဆောင်တဲ့အခါတယုတ်ဆောင်မင်းသားနေမင်းနဲ့ပူပေါင်းလက်တွဲပြီးလှုပ်ဆောင်လာတာဖြစ်တာကြောင့်အခုငလင်ကာလမှာလည်းကယ်ဆယ်လှုပ်တဲ့အခါမွေးရမြေကိုမပြောင်းကြပဲပြင်းဥရင်ကအမျိုးတွေအိမ်မတောင်းတဲခိုခဲ့ကြတာပဲဖြစ်ပါတယ်မနောက်မိုးလင်းကလေးကကယ်ဆယ်ရဲရဲလုံနေကြတဲ့ဖြိုမြောင်တို့ကညမိုးချုပ်တဲ့အထိတနေ့ကုန်ကူပေးနေကြပြီး9နာရီ10နာရီလောက်မှပြန်ဖြစ်ကြတာပါတရက်မှာတော့ဖြိုမြောင်တို့မောင်းလာတဲ့ကားက ပြင်ဦးလင်တောင်တက်လန်းတလျှောက်မှာအနံ့တွေရလာပြီးမူမမန်တာတွေဖြစ်လာခဲ့တာဖြစ်ပါတယ်။တခါတရံအပုံနှံ့တွေရသလိုတခါတရံမှာတော့ရင်မွေးလိုအနံ့တွေနဲ့အနံ့ပေးတာတွေခံခဲ့ရတာပါ။ ကျောက်စိမ့်နဲ့သတိထားကောင်းလာခဲ့ပေမဲ့လန်တဝက်အရောက်မှာတော့အနံ့ပေးတာထက်ပိုတဲ့ဖြစ်ရတွေဖြစ်လာခဲ့ပါတယ်။ဖြိုးမြောင်ရဲ့အနီးနားမှာရှိတဲ့လူတစ်ယောက်ကအနားမှာတီးရိုးပြောနေတဲ့တန်လေးကြောင်းရတဲ့ဆိုပြီးပြောလာခဲ့တာပေါ့။ဖြိုးမြောင်ကလည်းကားမောင်းနေရင်ကြုံတွေ့လာရတာကြောင့်စိတ်နှောက်ယှက်ဖြစ်ပြီးဘသူတွေလဲဘာအကြောင်းတွေပြောတာလဲမေးလိုက်တဲ့အခါမှာငလျင်မှာဆုံးဖတ်သွားသူတစ်ယောက်ကသူ့ရဲ့သားနှစ်ယောက်ကိုရှင်ပြုတ်ပေးဖို့လာရောက်တောင်းဆိုရမှန်းသိခဲ့ကြရပါတယ်။ ချုံမြောင်အနေနဲ့လဲကြောက်စိတ်တွေနဲ့စိတ်နှောက်ယှက်ဖြစ်တာတွေရောင်းနေပေမဲ့စိတ်ကိုတင်းထားပြီးဖြစ်ချင်တာတွေပြောဖို့မေးလာတဲ့အခါမှာဆုံးဖားသွားတဲ့သူကသူ့ကလေးတွေကိုရှင်ပြုတ်ပေးဖို့ငိုကြီးချမနဲ့ပြောလာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ရှင်ပြုတ်ပေးရမယ့်နေရက်လိမ့်စာကိုအတိအကျမပြောခဲ့တာကြောင့်နေရက်ကိုစုံစမ်းခဲ့ပြီးကွယ်လွန်သူရဲ့ဆန္ဒအတိုင်းကလေးတွေကိုရှင်ပြုတ်ပေးဖို့ပြင်ဆင်ခဲ့တာပါ။ ကွယ်လွန်သူကိုလည်းရှင်ပြုတ်ပေးပါမယ်လို့ကလေးပေးတာကြောင့်ဖြိုးမြောင်ကကလေးတွေအကြောင်းကိုစုံစမ်းခဲ့ပေမဲ့စိတ်မကောင်းဖြစ်စရာကတော့ကွယ်လွန်သူရဲ့သားလေးတွေကလည်းငလျင်လောက်တဲ့အချိန်ဖခင်နဲ့အတူတိုက်ပြိုတဲ့အထက်မှာဖက်လျက်သားနဲ့တေးဆုံးသွားခဲ့ပြီးသားဖြစ်နေခဲ့ကြပါတယ်။ဒါကြောင့်ဖြိုးမြောင်လည်းကွယ်လွန်သူရဲ့ဆန္ဒအတိုင်းရှင်ပြုတ်ပေးဖို့ကမတန်နိုင်တော့ပဲကမှုကုသိုလ်တွေလုပ်ပေးပြီးသားအမျှဝေပေးခဲ့ရတာပေါ့။ရှင်ပြုတ်ရဟန်းခံနေဆိုတော့လူသားစင်စစ်တွေမှသာပြုလုပ်ခွင့်ရတာဖြစ်ပြီးဘရော့လောကသားတွေရှင်ပြုတ်ခွင့်မရတာကြောင့် ကွယ်လွန်သူတွေကိုတောင်းပန်ကအမျှတမ်းပေးဝေခဲ့ကြရတာဖြစ်ပါတယ်။ငလီမှာဆုံးပါသွားပြီးမချို့မလို့ဖြစ်နေသူရဲ့ဆန္ဒကိုအတဏ္ဍိုင်ဆုံးဖြည့်ဆည်းပေးခဲ့တဲ့အဆိုတော်ဖြိုးမြအောင်ပုံဘရစ်တိုရဲ့အမြင်ကိုလည်းပြပြခဲ့ကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခဲ့ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။